ရှမတဲခရစ်ဝင်အခန်းကြီး27ယေရုရှလင်မြို့အနီးသို့ချင်း၍တန်လွင်တောင်ချင်းရင်း၌ဘက်ဖာကေရွာသို့ရောက်ကြသောအခါယေရှုသည်တပည့်တော်၂ယောက်တို့ကိုဆေလွတ်၍သင်တို့ရှေ့၌ရှိသောရွာသို့သွားကြထိုရွာ၌ခြိနှောင်လက်ရှိသောမြင်းမနှင့်မြင်းကလေးကိုသင်တို့သည်ချက်ချင်းတွေ့လိမ့်မည် မြင်းကျိုးကိုဖြီး၍ငါးထံသို့ဆောင်ခဲ့ကြ သူတစ်ပါးသည်သင်တို့အားတစုံတစ်ခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလောထိုသူပြောလင်ထိုသူသည်ချက်ချင်းပေးလိုက်မည်ဟုမှထားတော်မူ၏ထိုအကြောင်းအရာမူကားတင်ဤအရှင်မင်းကြီးသည်မြင်းမနှင့်မင်းကလေးကို စီး၍နုညက်တိမ်မွေ့သော စိတ်နှင့်တင်ရှိရသောကြွလာတော်မူသည်ကို ကြည့်ရှုလောဟုဇီအောင်တို့သမီးအားပြောကြလောဟူသောပရောဖက်ဤနှုတ်ထွက် ပြစ်ဆုံးမိအကြောင်းဖြစ်တည်းတပည့်တော်တို့သည်တွား၍အမိတ်တော်အတိုင်းပြုသည်ဖြင့်မြင်းမနှင့်မင်းကလေးကိုဆောင်ခဲ့၍ မြင်းကြောပေါ်မှာမိမိတို့အဝတ်ကိုတင်ကြပြီးလင်စီးစီးတော်မူ၏အတိုင်းမသိများစွာသော သူတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏အချို့တို့သည်တစ်ကိုင်းတစ်ခက်များကို ခုတ်၍လမ်း၌ခင်းကြ၏ရှေးနောက်လိုက်သွားသော အချံရံများတို့ကဒါဝိဒ်၏သားတော်အားဟောရှနဖြစ်စေတည်းဒါဝရဖျား၏အခွင့်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝဲဟောရှနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏ယေရုရှလင်မြို့သို့ဝင်တော်မူသောအခါဓမြို့လုံးအုပ်အုပ်တဲတဲဖြစ်၍ဤသူကအဘယ်သူနည်းဟု မေးမြန်းကြလင်လူအစုဝေးတို့က ဤသူသည်ဂါလိလဲပြည်နာဇက်မြို့၌ပေါ်ထွန်းသောပရောဖက်ယေရှုပေတိဟု ပြောဆိုကြ၏ယေရှုသည်ဖျားသခင်ဗိမ္မာန်တော်သို့ဝင်တော်မူပြီးလျှင်ဗိမ္မာန်တော်၌ရောင်းဝယ်တော်သူအပေါင်းတို့ကိုနှင်ထုတ်၍ငွေလဲသောသူတို့၏ခုံများကို၎င်းဂျိုးငယ်ရောင်းသောသူတို့၏ထိုင်နေရာကို၎င်းတွန်းလဲတော်မူလျက် ငါအိမ်ကိုဆွတောင်းရအိမ်ဟူ၍ခေါ်ဝေါ်ကြလက်တန့်ဟုကျန်းစာ၌လာတော်လဲတင်တို့သည် ထိုအိမ်ကိုဓမြတွင်ဖြစ်စေကြပြီတကားဟုမိတော်မူ၏ထိုအခါဗိမှန်တော်၌မျက်စိကန်းသောသူခြေမဆွမ်းသောသူတို့သည်အထံတော်သို့လာ၍သူတို့အနာယောဂါကိုငြိမ့်စေတော်မူ၏ကိုတော်ပြုတော်မူသောအံအောဖွဲအမှုတို့ကို၎င်းသူငယ်တို့ကလည်း ဒါဝိသားတော်အားဟောရှနာဖြစ်စေတည်းဟုဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်းယေဘရဟိအကြီးချမ်းပြူဆရာတို့သည် ကြားမြင်လင် အမျက်ထွက်ကြ၍ဤသူတို့သည်အဘယ်သို့ပြောဆိုသည်ကို ကြားတော်ဟုယေရှုအားမေးကြလေသောငါကြား၏နို့ဆုသူငယ်တို့နှုတ်ထဲမှ ကိုတော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟုသောစကားကိုသင်တို့သည်တယံတခါမျှမဖတ်ဘူးတလော့ ဟုမိတော်မူ၏ထိုအခါသူတို့ကိုထားခဲ့၍မြို့ထဲမှထွက်ပြီးလင်ဘေတနိရွာသို့ကြွ၍ထိုညက်ကိုလွန်စေတော်မူ၏နနက်အချိန်၌မြို့သူပြန်စင်တွင် စာမွတ်တော်မူ၏လမ်းနားမှာတင်ပေါ်တဖန်းပင်တပင်ကိုမြင်လေထိုပင်သို့ကြွသွား၍အရွက်ကိုသာတွေ့တော်မူသည်ရှိသောယနေ့မှစ၍အစင်မပြတ် တေဤအတိပတိစီနိဟုမိတော်မူလင်ထိုအပင်တွင်ချက်ချင်းသွေးချောက်လေတပည့်တော်တို့သည်မြင်လင်သင်္ဘောတဖန်းပင်သည်ချက်ချင်းသွေးချောက်ပါပြီတကားဟုအံ့ဩ၍ဆိုကြ၏ယေရှုကလည်းငါမှန်ဆိုသည်ကားသင်တို့သည်ယုံမှချင်းနှင့်ကင်းသောယုံကြည်ခြင်းရှိလင်သင်္ဘောတဖန်းပင်၌ပြုတကဲ့သို့သင်တို့ပြုနိုင်သည်တာမက ထိုတောင်ကိုပင် နေရာမှရွေ့လျောပင်လျံ၌ကြာလောဟုဆိုလင်ဆိုသည့်အတိုင်းဖြစ်လိမ့်မည်ယုံကြည်ခြင်းပါလျက် ပထနာပြု၍ဆုတောင်းတမျှတို့ကိုတင်တို့သည်ရကြလိမ့်မည်ဟုမိတော်မူ၏။အိမ်မန်တော်တို့ဝင်ပြန်၍သုံးမဩဝါဒပေးတော်မူစဉ်တွင်ယေဘရဟိအကြီးတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်သောသူတို့သည်အထံတော်သို့ချီးကပ်၍ကိုရောသည်ဤအမှုများကိုအဘယ်အခွင့်နှင့်ပြုသည်နည်းထိုအခွင့်ကိုအဘယ်သူ ပေးသည်နည်းဟု မေးလျှောက်ကြသောယေရှုကငါသည်တစုံတစ်ခုကို မေးဦးမည်။တင်တို့ဖြစ်လင်း ဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကိုငါပြောမည်ယောဟန်ဤပฏิစံတရားသည်အဘယ်ကဖြစ်ကြသနည်းဖျားကဖြစ်သလောလူကဖြစ်သလောဟုမေးတော်မူ၏ထိုသူတို့သည်အချင်းချင်းဆင်ခြင်၍ဖျားကဖြစ်သည်ဟုငါတို့ဖြေလင်တင်တို့သည်ယောဟန်ကိုအဘယ်ကြောင့်မယုံသနည်းဟု သူမေးလေဦးမည်လူကဖြစ်သည်ဟုငါတို့ဖြေလင်လူများကိုကြောက်ရ၏အကြောင်းမူကားလူအပေါင်းတို့သည်ယောဟန်ကိုပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟုအချင်းချင်းဆင်ခြင်ပြီးမှအကျွန်ုပ်တို့မသိပါဟုယေရှုအားပြန်ပြောကြ၏ကိုတော်ကလည်းထိုတူဤအမှုများကိုအဘယ်အခွင့်နဲ့ငါပြုသည်ကိုငါမပြောသင်တို့သည်အဘယ်သို့ထင်ကြသနည်းတစုံတယောက်သောသူ၌သားနှစ်ယောက်ရှိ၏သားကြီးစီတို့တွား၍ငါသားယနေ့ငါစပည့်ဥယင်တို့တွား၍လှုပ်ဆောင်လောဟုဆိုလင်သားကငါမတော်ဘူးဟုပြန်ပြောတော်လဲနောက်မှနောင်တရရ၍တွားလေ၏အဘသည်အခြားသောသားစီတို့တွား၍ ရှိနေအတူဆိုရင်တားကသွားပါမည်ဗတ်တခင်ဟုဆိုတော်လဲမသွားပဲနေ၏ ိုသားနှစ်ယောက်တို့တွင်အဘဲသူသည်အဘ၏အလိုကိုဆောင်သည်ဟုမေးတော်မူလင်သားအကြီးဆောင်ပါသည်ဟုပြောကြတော်ယေရှုကလည်းငါမန်ဆိုသည်က အခွန်ခံတို့နှင့်ပိတ္တစာတို့သည်တင်တို့အရင်ဘုရားသခင်၏နိုင်ငံတော်သို့ဝင်တက်ကြ၏အကြောင်းမူကားယောဟန်သည်ဖြောင့်မတ်သောအကျင့်ကိုကျင့်၍တင်တို့စီတို့လာတော်လဲတင်တို့မယုံကြည်ကြအခွန်ခံတို့နှင့်ပိတ္တစာတို့မူကားယုံကြည်ကြ၏ထိုအကြောင်းကို တင်တို့သည်မြင်တော်လဲယုံကြည်မီအကြောင်းနောက်တစ်ဖန်နောင်တမရကြအခြားသောဥပမာကိုနားထောင်ကြလော့ အရှင်တူဦးသည်စပစ်ဥယင်ကိုဆက်ပြွ၍ဆောင်းရံကိုလှုပ်ပြီးမှစပစ်သည်နေရာချင်းကိုတူးလေ၏မိခိုယာလင့်စင်ကိုလည်းဆောက်လေ၏လှုပ်ဆောင်သောသူတို့အားဥယင်ကိုငား၍အခြားသောပြည်သို့တွားလေ၏အတိတိချင်းရောက်သောအခါအတိကိုခံစင်ချင်းကငယ်သားတို့ကိုဥယင်ဆောက်တို့ရှိရာသို့ဆေလွတ်လေ၏ထိုသူတို့သည်ငယ်သားများကိုဖမ်းပြီးလင်တူးဦးကိုရိုက်၍တူးဦးကို တက်၍တူးဦးကိုခဲနှင့် ပြစ်ကြ၏နောက်တစ်ဖန်အရင်ထက်များသော အချားငယ်သားတို့ကိုဆေလွတ်ပြန်လင်ဥယင်ဆောက်တို့သည် ရှင်းနေတူပြုကြ၏နောက်ဆုံး၌ဥယင်ရှင်က ထိုသူတို့သည်ငါသားကိုအာနာကြလိမ့်မည်ဟုဆို၍မိမိသားကိုဆေလွတ်လေ၏ဥယင်ဆောက်တို့သည်သားကိုမြင်လင်ဤသူသည်အမွေခံဖြစ်၏လာကြသူကိုတက်၍သူ၏အမွေဥစ္စာကိုယူကြကုန်ဟန်ဟုအချင်းချင်းတိုင်ပင်၍ဥယင်ရှင်၏သားကိုဖမ်းယူပြီးမှဥယင်ပြင်သို့ထုတ်၍တပ်ပစ်ကြ၏ တို့ဖြစ်ရင်ဥယင်ရှင်သည်လာတော့ခါဥယင်ဆောက်တို့ကိုအဘယ်သို့ပြုမိနည်းဟုမေးတော်မူ၏ပရိသတ်တို့ကလည်းထိုလူဆိုးတို့အားသိုးသောပျက်စီးခြင်းကိုစင်ရင်ပါလိမ့်မည်အတီးတီးချိန်တွင်အတီးကိုဆက်အပ်သောအခြားသူတို့အားထိုဥယင်ကိုငားပါလိမ့်မည်ဟုရှောက်ကြ၏ယေရှုကလည်းတိုက်ကိုတီလုတ်သောသူများပယ်ထားသောကြောင့်သည်နောက်တစ်ဖန်တိုက်တော့အထွန်းဖျားသို့ရောက်ပြန်၏သူအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ငါတို့မျက်မှောက်၌လည်းအံ့ဩဖွယ်ဖြစ်၏။ ဟူသောစကားကိုကျမ်းစာ၌သင်တို့သည်တင်ញံတခါမျှမဖတ်ဘူးတလောထို့ကြောင့်ငါဆိုသည်ကားဖျားသခင်နိုင်ငံတော်ကိုသင်တို့မှနှုတ်၍နိုင်ငံတော်၏အတီးကိုတီးအံသောလူမျိုးအားပေးရကြလက်တ်အကျဉ်သူသည်ထိုကြောင့်အပေါ်သို့ကြ၏ထိုသူသည်ကျိုးလက်တ်အကျဉ်သူ၏အပေါ်တို့ထိုကြောက်သည်ကြာ၏ထိုသူသည်ညံ့ညက်ကြေလက်တန့်ဟုမိတော်မူ၏ ထိုဥပမာစကားကိုယစ်ဘရောဟိအကြီးနှင့်ဖာရီရှဲတို့သည် ကြားရလင်မိမိတို့ကိုရီဆောင်၍ဟောပြောတော်မူသည်ကိုသိကြ၏ကိုတော်ကိုဖန်ဆီးခြင်းကရှာကြံတော်လဲစုဝေးတော်သူများကို ကြောက်ကြ၏အကြောင်းမူကားထိုသူတို့သည် ကိုတော်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြ၏